ို့သားလေးဆက်ပါခရတ္တိုအပေါ်ဘင်္ဂလားဒေ့ရှ်တင်မီဒီယာတွေရဲ့သတင်းလုတ်ချမှုတွေကိုဒီကနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုနာဆင်ပေးကြပါအောင်ခင်ဗျ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတချို့လူမှုမီဒီယာပလက်ဖောင်းများအထူးသဖြင့်ဘင်္ဂလီဘာသာနဲ့ပုံပြအရေးသားနေကြတဲ့လူမှုကွန်ရက်တွေကလည်းအရခတ္တိုအေမာတက်ဖွဲ့ဝင်များဟာစစ်မြေပြင်မှာစစ်တပ် ပြစ်ပြပြီးတော့စစ်ပြေးအဖြစ်ထွက်ပြေးလာနေကြတဲ့အကြောင်းသို့မဟုတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်တော့ဝင်ရောက်လာပြီးလက်နက်ချဖမ်းဆီးခံရတဲ့အကြောင်းမဟုတ်မမှန်လှုပ်ကြံသည့်စစ်တရင်တွေနဲ့မကြာခဏထုံ့နှံ့ဖြန့်ဝေလေးရှိကြပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့အာရခပြည်နှစ်ခုစလုံးမှာရှိတဲ့ဘင်္ဂလီလူမျိုးများအာရခရခိုင်ဆန့်ကျင်ရေးနဲ့အာရခတပ်တော် ဆန့်ကျင်မုံတီးရေပြင်းထန်လာစေဖို့အဆိုပါလောက်ကျန်တဲ့တင်းတွေနဲ့တင်းတို့တင်းမားတွေကိုလူမှုကွန်ရေးဒီကနေရေးချက်ရှိရှိအချင်းကိတ်ဖြန့်ဝေနေကြခြင်းတွေဖြစ်ပါတယ်။လေလာဆောင်ကြည့်ခြင်းများအရာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့အတိတ်ကနိုင်ငံရေးနဲ့ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP နေချောင်းဆောင်တဲ့ BGB နဲ့အစွန်းရောက် Islamic အဖွဲ့များဖြစ်တဲ့ ဂျမဲအီအစ္စလာမီပါတီတို့ဟာဘင်္ဂလီတွေကိုနှုတ်ဆိုဖို့အတွက်အဲ့ဒီလိုအကြံစီနဲ့ဆောင်ရွက်နေတာကိုတွေ့လာရပါတယ်။အစောပိုင်းအဖွဲ့အစည်းတွေဟာနိုင်ငံရဲချမှနေပြီးတော့အရခတ်တို့အေအေအားအပြစ်ပုံချခြင်းဖြင့်၎င်းတို့ရဲ့နိုင်ငံရေးနဲ့ဘဝရအကြဆုံးနေမှုတွေကိုပြန်လည်ဖာတီထောက်ခံမှုရရှိအောင်မေးရရှိအောင်အတွက်အာယုံစိတ်မှုရရှိရတဲ့အတွက် တစ်ဖက်လင်းနဲ့လုတ်ချံအတုံးချနေကြခြင်းဖြစ်ပါတယ်။ယင်းအပြင်မင်္ဂလီအစ္စလာမ်ရဲ့အဖွဲ့အစည်းတချို့ဟာဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာတို့အပေါ်မုန်တီသူများဖြစ်ပြီးတော့စစ်တကောင်းတောင်နှံဒေသအတွင်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေမှာပတ်သက်လို့ရှိနေကြပါတယ်။အရကနတ်တို့အပေါ်နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှလုတ်ချံဝါဒဖြန့်မှုများဟာမင်္ဂလီပြည်သူတွေရဲ့စိတ်ခံစားမှုကိုလွန့်ဆိုဖို့ရည်ရွယ်ပြီးတော့အထိကပြင်မှတ်ထားပါတယ်။တာရကအပြင်အာဆာနဲ့အာရစ်ဆိုအဖွဲ့တွေမှအရကတ်တို့ဟာတိုက်ခိုက်ရမှာအောင်မြင်မှုရရှိနေကြောင်းမဟုတ်မမှန် န်လင်းဒီဝါဒဖြန့်ပြီးတော့ဘင်္ဂလီတို့ရဲ့ထောက်ခံမှုရအောင်ရေရှည်ရှိရှိဝါဒဖြန့်နေခြင်းဖြစ်ပါတယ်။အဲ့လိုတရင်မှလောက်ချံဝါဒဖြန့်မှုဥပမာသုံးခုကိုပေါ်ပြလိုက်ပါတယ်။တ2025ခုနှစ်ဩဂတ်လ17ရက်နေ့မှာ The Daily Star တရင်မှာ Bangladesh Nature Sound တဲ့ BGB ကတော့ Copsa Grey ဥခိယမြို့နယ်ဘာလုခါလီနက်ဆက်ကတဆင်အရခပြမဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလာတဲ့အရခတပ်တို့ AA တပ်ဖွဲ့ဝင်တရားအားဖမ်းဆီးရမိကြောင်းဖော်ပြပါတယ်ဖမ်းဆီးခံရသူမှာဘန်တာပန်ကရိန်နက်ကြော့စရီမြို့နယ် ကော်ပိုနာရီယာဂျွာမဂျီပန်တန်ချာရာ22နှစ်ဖြစ်ပြီးတော့ BGB ပြောကြားချက်အရ၎င်းမှာအရကတက်တိုတက်ဖွဲ့ဝင်တယောက်ဖြစ်ကပေပြောင်းခုံလုံးလာတယ်လို့ဆိုပါတယ်။အမှန်မှသူဟာအရကတက်တိုနဲ့ဆက်ဆက်မှုမရှိတဲ့ဘင်္ဂလားဒေ့ရှ်စစ်တကောင်တောင်တန်းမှာဒေသခံမျိုးတယောက်ဖြစ်ပြီးတော့ BGB အရာရှိတွေကအေးတက်ဖွဲ့ဝင်အဖြစ်တစိုက်ကပ်ပြီးတော့ပုံဖော်ခဲ့ကြခြင်းဖြစ်ပါတယ်။ နှစ်အချက်ကတော့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာလေ BGB ဟာအရကတတော်ထံမှထွေပြေးလာပြီးလက်နက်ချလာတဲ့ဒုဗိုလ်အဆင့်တပ်ဖွဲ့ဝင်တယောက်ကိုဖမ်းဆီးရမိကြောင်းဆိုတဲ့တဲ့င်းကိုဖော်ပြပါလေစုံစမ်းစစ်ဆေးလိုက်တဲ့အခါအဲ့ဒီလူဟာအရခတက်တူတက်ဖွဲ့ဝင်မဟုတ်ပေနဲ့ BGB အရာရှိတချို့ဆစ်ဆက်ပါဝင်နေတဲ့မူရစ်ကုန်ကူးမှုလုပ်ငန်းတွေမှာပါဝင်လုပ်ကိနေသူဒေသခံတယောက်ဖြစ်ကြောင်းသိရပါတယ်။အလားတူ2025ခုနှစ်အော်တိုဘာလ စီရင်နေနေမှာလေးပဲဘင်္ဂလားဒေ့ရှ်သတင်းဌာနမှာအရကတတို A တက်ဖွဲ့ဝင်၂ယောက်ဖမ်းဆီးခံရဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့သတင်းတပုတ်ကို ဖြန့်ဝေခဲ့ကြပါတယ်အရကတတို့မှာစစ်တဲ့တန်းတက်ရရန်၅ယောက်စဉ်အဖမ်းခံရခြင်းဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့လေဖြစ်ရမှန်ကတော့2019ခုနှစ်ဇန်နဝါရီလမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီးဖမ်းဆီးခံရသူများဟာအရကတတို့တက်ဖွဲ့ဝင်များမဟုတ်ဘဲစစ်ကော်မရှင်ကိုထောက်ခံတဲ့ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ARP အဖွဲ့ဝင်များဖြစ်ကြပါတယ်အဲ့ဒီလို့ တပ်ပုံဟောင်းတွေကိုအုံပြုပြီးတည်နှိမ်လေးလောက်ကြမှုဟာအရခတ်တပ်တော်ရဲ့ပုံရိပ်ကိုညှို့နှံစေဖို့ရည်ရွယ်ပြီးတော့ထုတ်ဝေခြင်းဖြစ်ကြောင်းလက်လာတွေ့ရှိနေပါတယ်။ဒီဖြစ်ရပ်တွေကိုကြည့်ချင်းအပြင်ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အစည်းများနဲ့မီဒီယာအဖွဲ့အစည်းတွေဟာအရခတ်တပ်တော်အားအာဏာပစ္စည်းနိုင်တဲ့အဖွဲ့အဖြစ်တမင်တကာရှုမြင်ပုံဖို့လုတ်ကြံနေကြခြင်းဖြစ်ပြီးတခြားတစ်ဖက်မှာအာဆာနဲ့ RSO ကဲ့သို့စစ်ကောင်မရှင်တဲ့ပုံပေါ်ကအရခတ်တပ်တော်ကိုတိုက်ခိုက်နေတဲ့ ွန်ဆလင်အကျန်းဖက်စစ်သွေးကြွအဖွဲ့တွေကိုစိတ်တက်မြင့်တင်ပြဖို့ရည်ရည်ချင်းလေးဖြစ်ပါတယ်အရခတ်တတော်အားအားနေတဲ့အဖွဲ့အစည်းအဖြစ်တမင်တကာရှုမြင်လာစေဖို့ရည်ရည်ချက်ရှိရှိပြုလုပ်နေကြခြင်းဖြစ်သလို၎င်းတို့မြန်မာထားတဲ့ဘင်္ဂလီအစ္စလာမစ်ညီကိုများရဲ့စိတ်တက်ကိုမြင့်တင်ပြဖို့ရည်ရည်လှုပ်ဆောင်နေခြင်းလေး ဖြစ်ပါတယ်။အာရခဒေတာဘင်္ဂလားဒေ့ရှ်နေဆက်ဖြစ်ရတွေကိုစောင့်ကြည့်လေ့လာနေသူများအနေနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အစည်းများပုဂ္ဂလိကအဖွဲ့အစည်းများသတင်းမီဒီယာတွေရဲ့အာရခတတော်ဘုံပြစ်မှတ်ထားတိုက်ခိုက်မှုတို့မဟုတ်မမှန်မကန်လွတ်ကျန်သတင်းမှားမှားမားတွေနဲ့တိတ်ခိတ်မှုတွေကိုအထူးကူးစိတ်လက်လာပြီးတော့တံပြန်တရင်ရေးသားတာတွေလှုပ်လာဖို့လိုအပ်လာပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေမှာအာခရတ်တိုအေအေပေါ်လှုပ်ကြံသတင်းတွေ နဲ့တိုက်ခိုက်လာတာအပေါ်မှာရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ဆုံတီကြေချူနာဆင်ပေးခဲ့ကြတဲ့တော်လိုင်းမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားရခပြည်သူပြည်သားများလည်းကမြန်မာပြည်သူပြည်သားများအားလုံးပေးခင်ကြမှာကြပါစေခင်ဗျာ။